2025ခုနှစ် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာအသုံးပြုမယ်မြန်မာအီလက်ထရောနစ်မဲပေးဆက် MB ပွင့်ရများကိုပြည်တွင်းဒီပညာရှင်များကပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်တဲ့အတွက်စက်ရည်အရေးသွေးနဲ့စံချိန်စံညွှန်းကိုစစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာအမျိုးသားစံချိန်စံညွှန်းကောင်စီကမြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေးဒီပညာဆက်ကော်မတီကိုသက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များပါဝင်တဲ့အဖွဲ့ဝင်20ဖြင့်ဖွဲ့စည်းခဲ့ပါတယ် အဆိုပါမီးပညာဆက်ကွန်ပဏီနေဖြင့်မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကိုရေးဆွဲတင်ပြခဲ့တဲ့အတွက်အမျိုးသားစံချိန်စံညွှန်းကောင်စီနေဖြင့်စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှန်33ပုံမှန်ခွဲခါခွဲအရအနှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ပုံမှန် ငါပုံမှာခွဲခါခွေးပါ လုပ်ငန်းတာဝန်ရ2025ခုနှစ်စက်တင်ဘာလ2ရက်ရက်စွဲပါအမိတ်ကြောင့်ညစာအမှတ်395မြင်းဆောင်2025ဖြင့်မြန်မာအီလက်ထရောနစ်ဘဲပိဆက်ဆိုင်ရာစံချိန်စံညွန်းကိုမြန်မာစံချိန်စံညွန်းအဖြစ်တတ်မှတ်ခဲ့ပါသည် ဲ့ဒီနောက်အမျိုးသားစံချိန်စံချုံကောင်စီသည်မြန်မာအီလက်ထရောနစ်မဲပေးဆက် MBWN E ထုတ်ကုန်နဲ့ထုတ်လုပ်မှုဤစဉ်များအားတမ်းမှတ်စံချိန်စံချုံများနဲ့ကိုက်ညီခြင်းရှိမရှိကိုအခဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အမိန့်ကြေညာစာအမှတ်383ပြည်ဆောင်2025ဖြင့်လျှက်စီအီလက်ထရောနစ်နဲ့တရင်ချက်လက်ဤပညာဆိုင်ရာအခဲဖြတ်စစ်ဆေးကော်မတီကိုဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ပါသည်။ ယခုအခါမြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆန်လင်းပြီးမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်းကိုအမျိုးသားစံချိန်စံညွှန်းကောင်စီကမြန်မာစံချိန်စံညွှန်း MMS ဖြစ်၎င်း အမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာကော်မတီ National Certification Committee NCC မှမြန်မာ Electronic မဲပေးဆက် MB ပွင့်ရဲ့အရေးသွေးသည်စံချိန်စံညွှန်းပါတတ်မှတ်စံတတ်မှတ်ချက်များနဲ့ကိုက်ညီမှုရှိကြောင်းစီစစ်အတည်ပြုပိထုတ်ပေးခဲ့တဲ့အတွက်အရေးသွေးကိုက်ညီမှုထောက်ခံချက် Certification or Conformity COC လက်မှတ်ကို၎င်း အမျိုးသားစဉ်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ National Certification Body NCB မှထုတ်ပေးသည့်မြန်မာစံချိန်စံညွှန်းအမှတ်တံဆိပ် MMS Standard Mark အသုံးပြုခွင့်လိုင်စင်ကို၎င်းရရှိပြီးဖြစ်ပါကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတရင်ထုတ်ပြန်ထားပါရခင်ဗျာ မြန်မာ electronic map ဆက်ကိုမြန်မာစံချိန်စံညွှန်းအဖြစ်တရားဝင်သတ်မှတ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမိမြန်မာ electronic map ဆက်စံချိန်စံညွှန်းကိုမြန်မာစံချိန်စံညွှန်းအဖြစ်တရားဝင်သတ်မှတ်ပြီးဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီး ပြည်တွင်းဤပညာရှင်များတီထွင်ထုတ်လုပ်ထားသောဤဆက်များအတွက်အရေးသွေးနှင့်စံချိန်စံညွန်းကိုစစ်ဆေးနိုင်ရန်ဤပညာဆက်ကော်မတီကိုပညာရှင်20ဦးဖြင့်ဖွဲ့စည်းခဲ့ပြီးယင်းတို့၏စံချိန်စံညွန်းမူကြမ်းကိုအမျိုးသားစံချိန်စံညွန်းကောင်စီက2025ခုနှစ်စက်တင်ဘာ2ရက်နေ့တွင်တရားဝင်အတည်ပြုသတ်မှတ်ခဲ့သည်။ယခုအခါမြန်မာ electronic မဲ့ပေးဆက်သည့်သတ်မှတ်စံချိန်စံညွန်းများနှင့်ကိုက်ညီကြောင်း အရေးသွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့်မြန်မာစံချိန်စံညွှန်းအမှတ်တရစိတ်အသုံးပြုခွင့်လိုင်စင်တို့ကိုရရှိပြီးဖြစ်ကြောင်း UEC ကအတိအပြီးထုတ်ပြန်ခဲ့သည်